007တော့မဟုတ်အရှုံးဆိုတာဘာလဲမသိသေးတဲ့ပုံညာဆိုင်ဘယ် promotion ကိုသွားမလဲပုံညာဆိုင်ဆိုတာမြန်မာလူမျိုး mon fighter လေးတယောက်ဖြစ်ပါရင်ခဏကောတစ်ခုလုံးမှာ tattoo တွေအပြင်းနဲ့ MMA လောကရဲ့ကျင်းလည်နေခဲ့တဲ့သူလည်းဖြစ်ပါရင် tattoo ပြရပွားတဲ့လူငယ်တယောက်ကိုမြင်ရင်လူတချို့ရဲ့အမြင်ကဒီကောင်လေးအယက်သမားလားစေးသမားလားဆိုတဲ့အခြေအနေနဲ့မင်းငေါတက်ကြသလိုပေပေတေတေလူငယ်လေးတယောက်ဖြစ်ရင်တတ်မှတ်ခြင်းခံရလိမ့်ရှိပါရင်ဒါဟာလူတချို့ရဲ့အမြင်ဖြစ်ပြီးတချို့တွေဟာအခုချိန်ထိလောကကြီးကိုမျက်စိဖွင့်နားဆွင့်နေမကြည့်တက်ကြသေးသလိုအပေါ်ရန်နေကြည့်ပြီးဆုံးဖြတ်တက်ကြတော့ပဲလို့ဆိုရမှာပါ တက်တူးရှိတဲ့လူတိုင်းစေသမားမဟုတ်သလိုတက်တူးမရှိတဲ့လူတွေလည်းစေသမားဖြစ်ခြင်းဖြစ်ကြရသလိုသူများများကြာကိုလီနေကြတဲ့တွေလည်းတပုံကြီးလို့ဆိုရမှာပါဘယ်ဟာကမှအပေါ်ယံချပြီးဆုံးဖြတ်လို့မရဘူးလို့ဆိုရမှာဖြစ်ပြီးကြီးအားသေးလို့မျိုးအပေါ်ယံကလှပြီးအတွင်းပိုင်းကပုတ်နေတဲ့တွေအများကြီးလည်းရှိပါရင်အခုလည်းပုံရဆိုင်ဆိုရင်လူငယ်ဖိုက်တာလေးဟာသူဝါဒနာပါရလန်းကိုအကောင်းဆုံးရှောင်လန်းနေခဲ့ပြီးမြန်မာဖိုက်တာတွေထဲမှာမြန်မာပြည်သက်တွေအတွက်ဂုံဆရာမှတ်တမ်းကောင်းတွေကိုရယူပြနေခဲ့သူလည်းဖြစ်ပါရင်ပုံရဆိုင်ဟာလက်ရှိအခြေပါ007မဟုတ်တဲ့ 770ဆိုတဲ့နာမည်ကိုပိုင်ဆိုင်ထားခဲ့သူပါ။ဘာကြောင့်အစိုးရနာမည်ကိုပိုင်ဆိုင်ထားခဲ့လဲဆိုရင် MMA Fighter ဘွားမှာ9ပွဲရှင်ပြိုင်ထိုးသက်ထားပြီး9ပွဲစလုံးကိုအနိုင်ယူထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။9ပွဲထို ဇီရိုရှုံးဝဲတေးဝဲဇီရိုဆိုတဲ့မှတ်တမ်းကိုပိုင်းဆိုင်ထားခဲ့တဲ့ပုံညာဆိုင်ရဲ့ပွဲစဉ်ဟာမကြာခင်မှာမြင်းတွေ့သွားရဖို့ရှိနေခဲ့ပြီလေဖြစ်ပါတယ်တကယ်တော့ပုံညာဆိုင်ဟာမြန်မာပရိသတ်တွေနဲ့အနေငယ်အလန်းဝေးတဲ့လူငယ်ဖိုက်တာတရားလို့ဆိုရမှာဖြစ်ပြီးဘာကြောင့်ဆိုရင်သူကမြန်မာပရိသတ်တွေနဲ့ရင်းနှီးတဲ့ပရိုမိုးရှင်းပြိုင်ပွဲတွေနဲ့ဝေးကွာနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ပုံညာဆိုင်ဟာဝမ်းချန်ပီယံရှစ်ကနေကျင်းပတဲ့ဝမ်းဝါရီယံစီးရီးပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ထိုးသက်ထားခဲ့ပြီးအဆိုပါပြိုင်ပွဲတွေအားလုံးကိုလည်းအနိုင်ယူထားခဲ့သူဟာ အဆိုပါပွဲစဉ်တွေမှာဝမ်ချန်ပီယံရှစ်ပြိုင်ပွဲကလူကြီးတွေလည်းမြင်တွေ့ထားခဲ့ကြပေမဲ့ပုံညာဆိုင်ဟာဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာတော့ဝင်ရောက်ရှင်ပြိုင်ထိုးတက်တာမျိုးမရှိသေးတာကိုမြင်တွေ့ထားခဲ့ရတာပါဝမ်ဝါရီယာစီးရီးပြိုင်ပွဲတွေမှာ၄ပွဲအထိပါဝင်ထိုးတက်ထားခဲ့တဲ့ပုံညာဆိုင်ဟာအခုမှတော့အဆိုပါပရိုမိုးရှင်းတွေမှာမဟုတ်တော့ပဲတခြားပရိုမိုးရှင်းတွေမှာရှင်ပြိုင်ထိုးတက်နေခဲ့တာပါ ဝမ်ဝါရိုင်းစီးရီးပြိုင်ပွဲတွေကနေတဆင့်ကန်ကူဖိုင်နိုင်ပြိုင်ပွဲတွေမှာနှစ်ပွဲပါဝင်ရှင်ပြိုင်ထိုးသက်ထားခဲ့ပြီးအဆိုပါပြိုင်ပွဲတွေမှာလည်းပုံညာဆိုင်တယောက်ယာနုံပြိုင်နိုင်ပွဲတွေပိုင်ဆိုင်ထားခဲ့တာဖြစ်ပါရင်အခုနောက်ဆုံးရှင်ပြိုင်ထားခဲ့တဲ့ပြိုင်ပွဲကတော့ဆိုမာဖိုက်စီးရီးပြိုင်ပွဲမှာဖြစ်ပြီးစင်းမာလာအတွင်းကရှင်မြိုင်ထိုးသက်ထားခဲ့ပြီးပြိုင်ပွဲဖိုက်တာကိုလည်းပထမအချီအတွင်းမှာပင်အနိုင်ယူပြထားခဲ့တာဖြစ်ပါတယ်။မကြာခင်မှာတော့ပုံညာဆိုင်ရဲ့ပွဲစဉ်ကိုမြင်တွေ့သွားရဖို့ရှိနေပြီးဘယ်ပရိုမိုးရှင်းအောက်မှာဘယ်ဖိုက်တာနဲ့ရှင်မြိုင်သွားမလဲဆိုတာကတော့စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။ ။ပေါ်ညာဆိုင်ကိုရိုင်းက Big Five New Coming 112 Close Another One Open Godware ဆိုပြီးရေးသားထားတဲ့အတွက်ဒီတစ်ခါရှင်ပြိုင်သွားမယ့်ပွဲစဉ်ဟာ US နဲ့အောက်မှာလား One Championship ဆိုတဲ့ခေါင်းစဉ်အောက်မှာထိုးသက်သွားမလားဆိုတာအလုံးကစိတ်ဝင်စားနေခဲ့ကြတာပါ။အားလုံးရဲ့ထင်ကြီးတွေက US ကိုတွားရောက်ရှင်ပြိုင်စေချင်ကြတာများနေခဲ့ကြတာဖြစ်ပြီးချင်းတိုင်းရင်းသားလေး Joshua နဲ့အတူတူမြင်တွေ့သွားချင်နေခဲ့ကြတာဖြစ်ပါရင် ။ပုံရဆိုင်ရာဗရန်ဝေတန်ကောင်းစင်အောင်မှာရှင်းပြနေခဲ့တာဖြစ်တဲ့အတွက်ဂျိုရှုအာဘန်နဲ့တော့ဝေတန်မတူဘူးလို့ဆိုရမှာပါ။ချင်းဖိုင်တာလေးဂျိုရှုအာဘန်ကဖလိုက်ဝေတန်အောင်မှာပါဝင်ရှင်းပြန်ထိုးတက်နေခဲ့တာဖြစ်ပြီးမြန်မာပြည်ပွားလူငယ်ဖိုင်တာတရားရဲ့အောင်မြင်မှုတွေကဘယ်အထိမြင်တွေ့သွားရမလဲဆိုတာကလည်းစိတ်ဝင်စားစရာဖြစ်နေခဲ့တာပါ။အခုထိတော့ဘယ်ပရိုမိုးရှင်းအောက်ကနေရှင်းပြန်သွားမလဲဆိုတာလုံးဝမသိရသေးသလိုမြန်မာပရိသတ်တွေကိုခွင့်ပေးလာခဲ့တဲ့ဝမ်ချန်ပီယံရှစ်ကိုသွားမလား။ဒါမှမဟုတ်ဂျိုရှုအာဘန်လည်းမြန်မာပြည်ပွားဖိုင်တာတရားလုံးရှိနေတဲ့ USC ကိုသွားမလားဆိုတာစိတ်ဝင်စားစရာဖြစ်နေခဲ့ပြီး ပုံညာဆိုင်ရဲ့နောက်လာမယ့်ပွဲအစဉ်ကိုအားလုံးကစောင့်မျှော်နေကြပြီလဲဖြစ်ပါရင်